ငရဲကြီးစစ်ထက်မှာခုနှစ်ခုမြောက်ငရဲကိုမဟာတာပနငရဲလို့ဒီလိုခေါ်ပါတယ်ရင်ငရဲကဘယ်လိုပုံကိုယ်တွေကြောက်ရွံ့တယ်လဲဆိုရင်ဘုရားရှင်ရဲ့အဆုံးအမသာသနာတော်တရားတော်အစစ်မှန်တွေကိုမှားယွင်းပြက်ပြေးသွားအောင်အလွဲအချော်ဟောပြောတတ်တဲ့ပုံကိုယ်တွေလူတွေကိုအယူအဆလွဲတွေကိုလက်ခံလာအောင် အလူအယူအဆအမှအမြင်မာတွေကိုလက်ခံယုံကြည်လာအောင်ပြုလုပ်တတ်တဲ့ပုံကိုယ်ရေဟောတာပဲဖြစ်ဖြစ်ဒီနေ့ကျဆိုရင်ဒါနတ်ဝင်ပူတယ်ဟိုဘဝင်ပူတယ်ဒီဟာဝင်ပူတယ်မဟုတ်ဘဲနဲ့လူတွေကိုယုံလာအောင်လိန်ညာနှဲ့ပြအပြေတော့အယူလွဲကိုယုံကြည်လာစေတတ်တဲ့ပုံကိုယ်ရေလွဲမာတဲ့ အယူအဆတွေကိုရိုက်သွင်းပေးတတ်တဲ့ဘာသာရေးခေါင်းဆောင်ပုဂ္ဂိုလ်တွေဟာဒီငရဲကိုကြတတ်တယ်နော်ဇနဘုံညာကရိယာဝတ္ထုစေပါတယ်မှာဒိဋ္ဌိစုကံမဆိုတာရှိတယ်ကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းဆယ်မျိုးတည်းမှာအယူအဆမှန်ခြင်းဟာလည်းကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းတစ်ခုအယူအဆမှန်မှမှန်ကန်တဲ့အတွေ့အမြင်အယူအဆရှိမှ ရောဆုံးမှုလောက်ကံမှုတွေလည်းမှန်ကန်မှဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ဖြစ်နိုင်တာပေါ့အတွေ့အကြုံယူဆတွေကလွဲချော်နေလို့ရှိရင်ဘယ်မှမမှန်လို့အကုန်အကုသိုလ်ဖြစ်ကြောင့်အလွဲချော်တွေဖြစ်ကုန်တော့အဲ့ဒီလိုအယူဆမှားတွေကိုရောက်သွားအောင်နားဝင်သွားအောင်ဟောတဲ့ပြောတတ်တဲ့ပုံကိုယ်တွေစီယုံသိမ့်သွင်းတတ်တဲ့ပုံကိုယ်တွေမာယာနဲ့ဘာသာဝါဒတစ်ခုကိုထူထောင်တတ်တဲ့ပုံကိုယ်တွေ ဒါမှမဟုတ်လူတွေကိုလှဲ့ပြားလိမ်ညာအယုံသွင်းပြီးတော့လိန်စားတတ်တဲ့နော်ဘေဒင်ဓမ္မဝိဇာဇောကြီးတပတိဆိုတဲ့ပုံကိုယ်တွေဟောဒီငရဲကိုကြတတ်တယ်နော်အဲ့ငရဲကိုကြတတ်တယ်ကိုမသိမမြင်ပါလဲနဲ့တီအောင်မြင်အောင်ဆောင်ကိုမစွမ်းနိုင်ပါပဲလဲတကိုးရှိတရားရောအဆောင်ကစွမ်းစရာရောလှုပ်ပြီးတော့လူတွေကိုလိန်စား ။ဘဝစားလေးတော့ဒီကောင်းတော့ငါနှက်တာခံလိုက်ရပြီ။အရကောင်ခံဖို့กว่าကိုယ်ပါစားဆက်ရတာဘာအရင်ဆက်ရတာမှတ်တော့ဆိုပြီးတော့မိမ့်မိန်ဒီတင်းမြင်ခွေထိုင်းပြီးတော့လူတွေကိုလိန်စားနေတဲ့တဲ့ဘိုးတော်ဝိဇ္ဇာတွေတတိထားကြဘုရားဟောလည်းမဟုတ်ဘူးကိုယ်တိုင်လည်းပဲအဲ့ဒီလမ်းကိုတကယ်ရောက်နေရလည်းမဟုတ်ဘူးလူတွေကိုအယောင်ဆောင်မိလိန်ညာတဲ့ပုံပေါ်တွေကိုယ့်ကိုယ်ကိုလယ်လာပြီးမမှတ်နဲ့ နော်အေးခမရတို့ကလဲတဲ့ပုံပေါ်တွေမဟာတာပနငရဲချင်းမှာရောက်နေတယ်အဲ့ဒီမှာတွားကြည့်ကြဟောအဲ့ဒီအယူအဆကမစလို့နိုင်ဘူးအသက်မွေးဝမ်းကြောင်းကအခြေခံပဲအဲ့ဒီအယူအဆအဲ့ဒီလွဲချော်နေတဲ့အလုတ်ရက်တွေကိုလောက်ရက်တွေလောက်တိုင်းမှုတွေပြောဆိုမှုတွေကိုမစွန့်လို့တတ်တတ်လုံးသွားမယ်ဆိုရင်မဟာတာပနငရဲကိုကြာပါပဲ။ ငရဲကြီးနာမည်ကရှေးကတာပနငရဲလို့ပဲဒါကမဟာတာပနငရဲတာပနငရဲကပူလောင်နေမဟာတာပနငရဲကပါပြီးတော့ပူလောင်ပြင်းပြတဲ့ဆင်းရဲဒုက္ခကိုခံစားရတယ်တဲ့အဲ့ဒီမဟာတာပနငရဲကြီးမှာဒီမဟာတာပနငရဲကြီးမှာမိလျံနေထနေတဲ့တန်တောင်ကြီးရှိတယ် အဲ့တန်တောင်ကြီးရဲ့အောက်ခြေမှာတန်တန်ချင်းနဲ့တန်ချွန်နေတန်ချွန်နေစိုက်ထူပြီးတော့ထား။ငရဲကိုကြောက်ရွံ့လာတဲ့တရဝါငရဲသားကိုငရဲတဲ့နေကတန်တောင်ပေါ်မတိုက်တက်အောင်စိုက်နှံ့ပြီးတော့အတင်းတက်ခိုင်းတာ။အေးအဲ့လိုရိုက်တဲ့နှိစက်တဲ့ဒဏ်ကိုမခံနိုင်တော့ငရဲသားတွေကတန်တောင်ပေါ်ကိုတက်ကြ။ ။တဏှာကြီးပေါ်ရောက်တော့သူတို့ရဲ့အာကုတ္တကံလျာအလိုလျောက်ဖြစ်ပေါ်လာတဲ့လေမုန်တိုင်းကတိုက်ချလိုက်တယ်။နော်လွင့်စင်ပြီးတော့ပြစ်ဆက်လက်ကတောင်းချင်ရင်မှရှိနေတဲ့တန်ချုံတွေပေါ်တန်တခြင်းနေပေါ်တခါတည်းကြာရောက်ပြီးတော့ခန္ဓာကိုယ်ကိုထိုးပေါက်ဝင်ရောက်ပြီးတော့သွားတယ်အဲ့ဒါပဲ။အဲ့ဒီလိုနီးနဲ့အပြန်ပြန်အနန္တဆင်းရဲဒုက္ခကိုခံစားကြရတယ်။ မရေသားတွေစီရာမရေပေါ်မဟာတာပနမရေလို့ဒီလိုခေါ်တယ်ပေါ့အဲမလို့လူအများကိုတတဝအများကိုအယူအဆမှားတွေဟောပြောပြီးတော့ကိုယ်တဘဝကြီးဝါချမ်းသာရေးကိုရှေ့ရှုနေတဲ့အလျင်များပုံကိုယ်တွေတတိထားကြဒီတဘဝချမ်းသာနိုင်ကြီးပွားနိုင်ပဲလို့လူတွေကမသိဘူးလို့ပုဂ္ဂိုလ်ကိုယ်တော်သိပါလေ နော်ငါအကြအမြင်လည်းမရဘူးငါရဲ့အဆောင်လက်ဖွဲ့လေးဆိုတာလည်းငါဖန်တီးထားတာဘာအစွမ်းသိတိမှမရှိဘူးဆိုတာဥက္ကုကူတော့လိန်လို့မရပါဘူးနော်တကယ်နတ်မဝင်မနဲ့ဝင်ကြောင်ဆောင်တဲ့သူတွေလည်းပဲငါတကယ်နတ်ဝင်နေတာမဟုတ်ဘူးလူတွေကိုနတ်ဝင်ကြောင်ဆောင်ပြီးတော့ယုံအောင်လိန်နေတယ်ဆိုတာအဲ့လိုနတ်ကတော်မျိုးတွေကကိုယ့်ကိုယ်ကိုသိပါတယ်နော် မဟာတာပနငရဲကိုကြတတ်တယ်လို့ဦးဇင်းကပုတ်ခတ်ဝေဘာနာမဟုတ်ဘူးနော်ဒါတွေကကောင်းတဲ့အလုပ်မဟုတ်ဘူးတခြားနိလန့်နဲ့တမအာဇီဝကြပြီးတော့တခြားနိလန့်နဲ့အသက်မွေးရင်ပို့ပြီးတော့ကောင်းမယ်ပေါ့နော်သူများလည်းပဲအယူဆမှားကိုအမှန်လို့ထင်ပြီးလက်ခံယုံကြည်သွားတတ်တယ်ကိုယ်လည်းပဲအဲ့ဒါဒီလို အပယ်ဆင်းရဲကိုကြတတ်တယ်တဘဝသာချမ်းသာပဲလို့ မဟာတာဝနငရဲကြီးကိုကြပြီဆိုရင်တော့နှစ်ပေါင်းသိန်းသန်းဂရီတန်အောင်ငရဲတတန်းအလျောက်ကြီးစွာသောဆင်းရဲဒုက္ခကိုခံစားရမှာဖြစ်တယ်။ဒီလိုဆင်းရဲဒုက္ခကိုမခံစားခြင်းမူမကြောက်ရွံ့မှုဆိုလို့ဆိုရင်အဲ့ဒီလိုလောက်ရက်တွေကိုအပျော်အဆိုးတွေကိုဟန်ဆောင်လင်ညာမှုတွေကိုစွန့်လွတ်နိုင်ဖို့လိုတယ်ပေါ့။